စားသဘာဝမှာဒီ food blogger ဖြစ်တော့လောကလဆယ်နှစ်ကမတ်ဗျူအားပယ်ဆိုင်မှုအပြင်ခြံစုံနဲ့ကမ္ဘာအကောင်းဆုံးလေးဖြစ်တဲ့ပရီးမီးယားလိမကစားခဲ့သူပါဘက်တာဝမ်တခြားမမောနပြေလောက်ကစားတတ်တဲ့မတ်ဗျူဟာအဲ့ဒီတုန်းကဆိုရင်လူငယ်နေပြအဒီဟောင်းဦးဆောင်တဲ့ဘောမောအသင်းကိုလီချန်ပီယံရှစ်ကနေပရီးမီးယားလိကိုတန်တက်ခွင့်ရအောင်အဓိကနေရာနေဆွမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ် အဲ့ဒီတော့ကဆိုရင်မဗျူရဲ့အသက်26နှစ်အရွယ်သာရှိပြီးတော့မျက်ခင်စိမ့်တွေနဲ့ပဲအချိန်ကုန်ဆုံးခဲ့တာကြောင့်အချက်အပြုတ်နဲ့ပတ်သက်ရင်ကျေးဥတော်မပြုတ်ဘူးလို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့အဟာရပြည့်ဝမှုတင်တန်းကိုတက်ပြီးရဲ့နောက်မှာတော့မဗျူရဲ့ဘဝအမြင်တွေကတော့ပြောင်းလဲလာခဲ့ပါတယ်။ကျွန်တော်ကျေးဥတော်မပြုတ်တတ်ပါဘူး။ကျွန်တော်တို့ဘုံဘောအသင်းလီဝမ်ကလည်းလီချမ်ပီယံရှစ်ကိုတန်းတက်ကြုံဆော့ဆော့ရင်ပိုင်းတိုးချက်ဖို့အတွက်ကျွန်တော်ဂျိုးပန်းခဲ့ပါတယ်။ အဲ့ဒီမှာဆိုရင်ကျွန်တော်ဟာအဟာရပြည့်ဝမှုတည်တံ့ကိုတက်ရောက်ခဲ့ပါတယ်အဲ့ဒီတော့ကဆိုရင်အစားအသောက်တရားဘလို့တက်ရောက်မှုရှိတယ်ဆိုတာကိုသိလာခဲ့ပါတယ်အစားအသောက်ကလူတစ်ယောက်ကိုခွန်အားတွေဖြစ်ပေးတယ်ဇန်ယာတွေကလည်းအများဆုံးတက်တာလောင်းအောင်လုပ်ပေးတယ်စတဲ့အရာတွေကိုကျွန်တော်အံ့အားသက်ဝဲသိခဲ့ရပါတယ်လို့မတ်ဘျူက Planet Football ကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောကြားခဲ့တာပါအဲ့ဒီနောက်မှာတော့မတ်ဘျူကအစားအသောက်ချက်ပြုတ်တာကိုစိတ်ဝင်စားလာပြီးတော့လေ့လဲလေ့လာခဲ့ပါတယ်အဟာရအရေးပါပုံကိုနားလည်ပြီးတဲ့နောက်မှာတော့ချက်ပြုတ်တာကိုကျွန်တော်စတင်ခဲ့ပါတယ်ဟင်းနဲ့စချက်ချက်ပြီးတဲ့နောက်မှာတော့ ချက်ပြုတ်တာကိုကျွန်တော်သဘောကျမှနားလည်သွားခဲ့ပါတယ်အချက်ပြုတ်နဲ့ပတ်သက်တဲ့စာအုပ်ပေါင်းများစွာကိုဖတ်ရှုခဲ့ပြီးတော့ YouTube မှာလည်းကျွမ်းကျင်သူတွေရဲ့ပြောဆိုမှုတွေကိုကြည့်ရှုခဲ့ပါတယ်အခုတော့ကျွန်တော်အနေနဲ့ကျမ်းမာရေးနဲ့ညီညွတ်အောင်စားတောက်နေထိုင်တတ်နေပြီလို့ဆင်ပါတယ်ဆိုပြီးတော့မပြေကပြောဆိုခဲ့တာပါ2023မှာ Pro Bowl ကစားသမားဘဝကနေအနားယူပြီးတဲ့နောက်မှာတော့မပြေက The Footy Footballer ဆိုတဲ့ Instagram account တစ်ခုကိုဖွင့်လင်းခဲ့ပါတယ်မပြေကအဲ့ account မှာကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာတွေကိုချက်ပြုတ်ပြလေးရှိပြီးတော့သူဟာဟင်းလျာအများစုကိုအချော်တေဦးနဲ့ င့်ချက်လေးရှိပါတယ်။အခုဆိုရင်မပြူရဲ့ Instagram account က follower 6000 7000ကျော်ရရှိနေပြီပဲဖြစ်ပါတယ်။အသက်38နှစ်ကျော်ဝင်ဖြစ်တဲ့မပြူရဲ့ရိုးရှင်းတဲ့ဟင်းလျာတွေကလူမှုကွေရမှာအတော်လေးကိုပောက်ခဲ့တာပါ။သူဟာဗြိတိန်မှာရှိတဲ့ကလပ်အသင်းပေါင်းများစွာကိုတွားရောက်ခဲ့ပြီးတော့ဇမိုင်းနဲ့ညီညွတ်အောင်ဘလို့နေထိုင်စားသုံးရမယ်ဆိုတာတွေကိုလမ်းညွှန်ပေးနေပါတယ်။မပြူဟာအဟားနဲ့ပတ်သက်လို့ကျွန်တော်တင်ဆက်စပ်လေ့လာချပြီးတော့ဒီပလိုမာတွေလည်းရရှိထားပါတယ်။ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင်ဘလို့စားသုံးရမယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းသိပါတယ်။ကျွန်တော်ချူပီအာမှာကစားတော့ ားဆိုရင်အသက်32နှစ်ရှိနေပါပြီ။အဲ့ Mother 44ဆိုတဲ့ Instagram account ကိုကျွန်တော်ဖွင့်ခဲ့ပါတယ်။ဘာလို့အဲ့ဒီနာမည်ကိုပေးရလဲဆိုတော့ကျွန်တော်လိုပဲတခြားဘလုံးသမားတွေကိုလည်းကြံပါစီစဉ်လို့ပါ။အကောင့်ကိုကျွန်တော်စလုပ်ချိန်မှာကျွန်တော်ရဲ့ content တွေကိုလူတွေကြိုက်ကြလို့ကျင်နာပါတယ်။ပြီးတော့ဘလုံးမဟုတ်ပဲဘဝမှာအခုလိုလှုပ်ချက်ရတခုရှိလာတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်။ကစားသမားဘဝကအနားယူဖို့စဉ်းစားချိန်မှာဒီအလုပ်ကကျွန်တော်ကိုစိုးမြိန်ရလွယ်ကူစေခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ Modern Kid ဘလုံးလောကမှာတော့အာဟာရပိုင်းတဲ့သိပ်ပံကိုပို့ပြီးတော့ အလေးချလာခဲ့ကြတာပါကစားသမားတွေအနေနဲ့အကောင်းဆုံးပုံစံမှာရှိနေဖို့အတွက်ကတော့ကလပ်အသင်းတွေကနီးလန်းပေါင်းစုံနဲ့လုပ်နေကြတာပဲဖြစ်ပါတယ်ဘောလုံးပွဲစဉ်တွေအများပြားလုပ်တဲ့ဒီနေ့ခေတ်မှာတော့ဘောလုံးသမားတွေအနေနဲ့ပွဲစဉ်တိုင်းကိုအကောင်းဆုံးပုံစံနဲ့ရှင်းပြနိုင်ဖို့အတွက်မကန်သက်တော်တဲ့အစားအသောက်တွေကိုစားသောက်ဖို့လိုအပ်ပါတယ် ဘလုံးသမားတွေအကျွဲအာဟာရကအခုဆိုလို့ရှိရင်အရင်ကြီးတဲ့အရာဖြစ်လာခဲ့ပါပြီ။ကစားသမားတွေလည်းပိုပြီးအလေးချလာကြပါတယ်။ကျွန်တော်တို့ဘလုံးကစားတုံးကဆိုရင်အာဟာရဖြည့်စွက်မှုနဲ့ပတ်သက်လို့အမားလုပ်ခဲ့တာတွေအများကြီးပါပဲ။လူတစ်ပြေးဒီနေ့ခေတ်ပြီးမိယလီမှာဆိုရင် ပွဲတွေပုံများလာတယ်။တိုက်ဆိုင်မှုတွေပုံပြင်းချလာတယ်ပြီးတော့ပွဲတွေပုံများလာတယ်။အဲ့ဒီကျွဲကစားသမားတွေအနေနဲ့ခန္ဓာကိုယ်စန့်ခိုင်ဖို့နဲ့မြေမြရီကဘာဖြစ်ဖို့လိုပါတယ်လို့မပြူကပြောဆိုခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုတရှိခန်းစားနိုင်စေဖို့အတွက် တို့ရဲ့ Facebook page နဲ့ YouTube channel လေးကို follow ထားပေးဖို့ပြည့်ပြည့်ကြရက်ခံပါရရှင်။